မြူနင်းတို့ထောင်ရဝေးအပိုင်း30တက်ကတော့ထွက်ရှိလို့လာပြီးပြိသက်ကြီးလို့ရေဇလန်တွေတစ်ခုလုံးမှာစနိုးလေးကနင်းနေကိုဘယ်တော့များချစ်လာမလဲလို့စောင်းဆိုင်းနေကြတဲ့ပြိသက်တွေကတော့နင်းနေနဲ့စနိုးတယောက်နဲ့တယောက်ချစ်ကြိုက်နေကြတာကိုမြင်ရတာရူနေကြတာကိုကြည့်ပြီးတော့သွားတော့မရှိတိုင်ကြတော့ပါဘူးဒါပေမဲ့သူတို့နှစ်ယောက်အခုလိုမျိုးជីနူးနေတာတွေကဘလောက်ထိထိကြာရှည်ခံမှာမလဲစနိုးကလည်း လူတက်ခဲ့တယ်ဆိုရဲအိမ်မဲကြီးကသူမရဲ့နောက်ကို တောက်လျှောက်လိုက်နေတာနင်းနီကလည်းအောက်ပိုင်းတည်တဲ့ကိစ္စနဲ့စိတ်ကြယောဂါဖြစ်နေတာဒီကနိုင်ငံခြားကနေပြန်လာပြီးတော့ဒါလေးနင်းနီကို လာခေါ်ပါပြီသူကမြန်မာလေးသူ့ရဲ့ရောက်ခမနဲ့မိမဖြစ်သူတွေရဲ့ပတ်စံသုံးဖြုံလုံးပြီးတော့လောင်းကစားလုံလုံတဲ့ထန်းကို မခံနိုင်တော့လို့နင်းနီတို့သားမိကိုထားခဲ့ရတာသူကထားချင်လို့လို့မဟုတ်ဘူး အခုတော့သူ့ရဲ့သားလေးအဖြစ်ကိုခြေပြီးတော့မြေကြနေကြတာပါသားလေးစားဖပီတာဖြစ်လိုက်ခြင်းနဲ့ဆိုပြီးတော့နေနေရဲ့အဖေကမြေမြက်ခွနဲ့ဒီလိုနဲ့နေနေကိုနိုင်ငံသားမှဈေးကူဖို့အတွက်ခေါ်သွားတော့မှာဖြစ်ပါတယ်နိုင်ငံသားကနေဈေးကူပြီးတော့နေနေကတော့ခြေတော့ပြန်လဲကောင်းမှုပြီးတော့ပြန်လာတော့မှာဖြစ်ပါတယ်ဒီဘက်မှာလေးစောင်းနေဖြူလေးကနေနေရဲ့အဖွားနဲ့ နိနေရီဒေါ်လေးကိုတတ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီစိတ်တွေနဲ့အယူသဘိုင်းဖြစ်နေခဲ့မှာဖြစ်ပြီးတကယ်ပဲဇာသိန်းလေးကတော့နိနေနဲ့စောင်းနှင်းဖြူလို့ဆုံးကြမလားနေအောင်စလုံးပဲအသက်အန္တရာယ်ထပ်မှန်ပြီးတော့သေဆုံးကြမလားဆိုတာကတော့ဒရိုက်တာပေါ်မှာပဲမူတည်နေပါရီနော်